အားလုံးပဲမင်္ဂလာပါလွင့် channel ကျွန်တော်ရဲ့ကဏ္ဍ channel ကနေပြီးတော့ကြိုဆိုပါရစေ။ချန်ပီယံလိပြိုင်ပွဲရဲ့ပထမဦးဆုံးပွဲကိုမနေ့ကကျွန်တော်တို့ကန်လို့ပြီးသွားပြီဖြစ်ပါတယ်။ထုံးစံတိုင်းပဲစပိန်အသင်းနဲ့တွေ့တိုင်းကြုံနေကျွန်တော်တို့အာဆင်နယ်အခုစပိန်အသင်းဖြစ်တယ်ကျွန်တော်ပြီးပါ ው ကိုသူ့ရဲ့အိမ်ကွင်းမှာစပိန်မြေမှာသွားပြီးတော့290ဆိုတဲ့ရလတ်နဲ့အနိုင်ရရှိပြီးတော့ချန်ပီယံလိမှာအဖိုးတန်၃မှတ်ကိုရရှိခဲ့ပြီးဖြစ်ပါတယ်။နှစ်သင်းစလုံးတွေဒါပထမဦးဆုံးချန်ပီယံလိပြိုင်ပွဲပေါ့နော်။ဒီရာသီပထမဦးဆုံး တယ်ပထမဆုံးပွဲဖြစ်တဲ့အတွက်ကြောင့်စ조사ပြီးကစားခဲ့ကြပြီးတော့ဒါပေမဲ့အာဆနယ်ဘက်ကကျွန်တော်ကွင်းလယ်ပိုင်းမှာပထမပိုင်းမှာနည်းနည်းလေး အဲနည်းနည်းအားရော့တယ်လို့ပြောရမှာပေါ့နော်ပထမပိုင်းကွင်းလယ်ပိုင်းကစားပုံကအလောက်ကြီးအားရစရာမကောင်းခဲ့ပါဘူးဆိုတဲ့အတွက်ကြောင့်ပထမပိုင်းမှာကျွန်တော်တို့ဒီကိုရရှိခြင်းတိတ်မရှိပဲနဲ့ဗီတယောခရက်ယုံခဲ့တဲ့ဒီနှလုံးသုံးလုံးလောက်ပဲကျွန်တော်တို့ကိုရနိုင်မဲ့ chance အနေနဲ့မြင်ရတယ်ပေါ့နော်ဆိုတော့ယောခရက်ကလည်းဒါတော်တော်လေးကျွန်တော်တို့ဒါပတွေ့ရပထမအဆုံးအာဆင်နယ်နဲ့ချန်ပီယံလိပွဲဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးကိုယုံကြံပြီးကစားဝါတာတွေ့ရတယ်ဒါပေမဲ့လိုအပ်နေတဲ့ကိုကိုတော့ဒီပထမပိုင်းမှာမသွင်းယူနိုင်ခဲ့ပါဘူးဆိုတော့ဒုတိယပိုင်းမှာကျွန်တော်တို့ဒါ မာတင်နယ်လီနဲ့ထရိုဆတ်ကိုထည့်တယ်ယိုခရက်စ်နဲ့ကျွန်တော်တို့အဇေးကိုထုတ်ပြီးတော့မာတင်နယ်လီနဲ့ကျွန်တော်တို့ထရိုဆတ်ကိုထည့်လိုက်တဲ့နောက်ပိုင်းမှာချက်ချင်းဆိုသလိုမာတင်နယ်လီကဒီထရိုဆတ်မှပေးလိုက်တဲ့ဘောလုံးကိုအตาလေးထိန်းသွားပြီးတော့တောက်လျှောက်ဒီနောက်တန်းကစားသမားတားနေတဲ့ကြားထဲကနေပြီးတော့အမြန်ဆုံးပြေးထွက်ပြီးတော့ ကိုသမားနဲ့တယောက်ချင်းတွေ့မှာအတွင်းယူသွားတာဖြစ်ပါတယ်ဆိုတော့တော်တော်ကိုကောင်းပါတယ်မင်းကမာတင်နယ်လီတွင်းသွားတဲ့အလုံးကတော်တော်လေးကိုလှပပြီးတော့နောက်သူဝင်ဝင်လာခြင်းမှာလုံအောင်ကြန့်ခိုင်မှုပြည့်နေတဲ့အချိန်မှာသူ့ကိုတစ်ဖက်သင်းနောက်တန်းဘလို့မှမထိန်နိုင်ခဲ့ပါဘူးဆိုတော့ကျွန်တော်တို့ဒီအဖိုးတန်ကိုကိုရရှိခဲ့တာဖြစ်ပါတယ်ပြီးွားတာနဲ့ဒါမာတင်နယ်လီကပဲကျွန်တော်တို့ဒီဘဲချန်းနေပြီးတော့တောက်လျှောက်ယုံပြီးတော့ထရိုဆက်ကိုပေးတဲ့ဘောလုံးထရိုဆက်ကအตาရာပဲလုံအောင်ဒီကျွန်တော်တို့ စီးထဲမှာပေါ့နော်အေးအေးဆေးဆေးနဲ့ပဲထိန်းကန်သွားပြီးတော့နောက်ထပ်တကူရရှိသွားတယ်အဲ့ဒါကတော့ဒီတစ်ဖက်သင်းနောက်တန်းနဲ့ထိပြီး reflect ဖြစ်တယ်ဆိုပေမဲ့လုံးဝတကယ်ကောင်းတဲ့အလုံးလို့ပြောလို့ရပါတယ်ဆိုတော့ Martinelli နဲ့ Trossard နှစ်ယောက်ကိုထွက်ထည့်လိုက်ပြီးတော့ Trossard က Martinelli ကိုဖန်တီးပေးတယ် Martinelli တလုံးသွင်းတယ် Martinelli ကပြန်ပြီး Trossard ကိုဖန်တီးပေးတယ် Trossard ကတလုံးသွင်းတယ်ဆိုတော့ရလတ်နဲ့ကျွန်တော်ရအနိုင်ရရှိခဲ့တာဖြစ်ပါတယ် ဆိုတော့ဒီ Martinelli ကကျွန်တော် Trossard လိုပဲ Super Sub အနေနဲ့ဖြစ်လာတော့မလားဆိုတော့ကျွန်တော်စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်ဆိုတော့ Trossard ကတော့လူတိုင်းသိတယ်မနစ်ကရောတနစ်ကရောကျွန်တော် Arsenal ရဲ့လုံးဝ Super Substitute ဖြစ်ခဲ့ပါတယ်လူစားဝင်တဲ့ သူလူစားဝင်လာပြီဆိုလို့ရှိရင်ဒီ chance တွေ create လုပ်တာနောက်ထပ်ကျွန်တော် goal တွေ twin ယူတာတွေပေါ့အမြဲလုပ်နေတဲ့ကစားသမားပါ throw set က martinelli လည်းအခုလိုဖြစ်လာမလားဆိုတာကျွန်တော်တို့နောက်ပွဲတွေမှာစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်ဆိုတော့ throw set ဆိုရင်ကျွန်တော်တို့ပြီးခဲ့တဲ့ pack ကအဲပြီးခဲ့တဲ့ pack မဟုတ်ဘူးနော်ပြီးခဲ့တဲ့ကျွန်တော်တို့ဒီစနေညကန်သွားတဲ့ forest နဲ့ပွဲမှာဆိုရင်လည်းတလုံးဖန်တီးပေးသေးတယ်ဆိုပြီးမှဒီ count တိုက်တယ်ကိုဆိုတော့ မာတင်နယ်လီလည်းအဲ့လိုဖြစ်လာမလားဆိုတာကျွန်တော်တို့ဆက်ပြီးစောင့်ကြည့်ရပါမယ်ဆိုတော့မနေ့ကလူစင်ရင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ forest နဲ့ဘွဲကလူစင်နိုင်ပွဲထွက်လာပြီးတော့ဒီ odiga နေရာပဲပေါ့နော် odiga ကျွန်တော်တို့နာဝတဲ့အတွက်ကြောင့်အဲ့ဒီနေရာမှာကျွန်တော်တို့ queen လယ်မှာ rice ကိုထည့်ပြီးကစားသွားတယ်ဆိုတော့ rice ရဲ့ zubimandi ရဲ့ merino ရဲ့ကစားသွားတယ်ပေါ့နော်မနေ့ကဆိုတော့ကျန်တဲ့နေရာကတော့ forest က forest နဲ့ဘွဲကအတိုင်းပဲပွဲထွက်လာပြီးတော့ကစားသွားတယ်ဇာဒုတိယပိုင်းမှာကျွန်တော်တို့ဒီအသင့် ဖွဲ့ထားတဲ့ဟင်ကာပီရီတို့ဘာတို့ကိုကျွန်တော်တို့လူစားလဲပြီးကစားသွားတယ်ဒါဒါပေမဲ့လည်းလုံးဝပြီးနေတဲ့အချိန်မှာချန်ပီယံလိပွဲမှာထုတ်သုံးတဲ့အနေအထားမျိုးနဲ့ထည့်သွားတာပေါ့နော်ကာလာဖီယိုရီနဲ့လဲပြီးတော့ဆိုတော့လိုအပ်နေတဲ့ကျွန်တော်တို့အနိုင်သုံးမှတ် တော့ဒီဘီပါအောင်နဲ့ပွဲမှာတော့ကျွန်တော်တို့သုံးမှတ်ရကိုရတင်တယ်ဒါပေမဲ့ရတင်တဲ့အတိုင်းပဲကျွန်တော်တို့ရခဲ့ပြီဖြစ်ပါတယ်ဆိုတော့ချန်ပီယံလိမှာဒါအဖွင့်ကောင်းသွားပြီဆိုတော့နောက်ထပ်ပွဲတွေမှာကျွန်တော်တို့ဒီလိုအပ်တဲ့ရမှတ်တွေကိုအသာရစုဆောင်းသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့နောက်တစ်ဆင့်တော့ကိုမနစ်ကလိုပဲအသာရသွားနိုင်တော့မှာဖြစ်ပါတယ်ဆိုတော့ဒီနှစ်မှာတခုကျွန်တော်တို့ဒါ forest နဲ့ပွဲကလည်းကျွန်တော်တို့ဒါသတိထားမိမယ်ထင်တယ်ကျွန်တော်တို့ရဲ့ဒီ substitute ကစားသမားတွေလူစားလဲမဲ့ကစားသမားတွေအကုန်လုံးကဒီလုံးဝ ဘယ်လိုပြောရမလဲအရေသွေးပြင့်ပြီအရင်လိုမျိုးမဟုတ်တော့ဘူးပေါ့နော်အရန်နဲ့ကျွန်တော်တို့ဒီပထမ first line ကကစားသမားတွေကအရေသွေးကတိတ်ပြီးမကွာတော့တာကိုဒီနေ့ပွဲမှာလည်းကျွန်တော်တို့ထပ်တွေ့ရတာဖြစ်ပါတယ်ဆိုတော့ဒီတစ်ပတ်ကစားမယ် Premier League ပွဲမှာလည်း ဘယ်ကစားသမားတွေထွက်လာမလဲဆိုတာတကယ်ကိုရင်ခုန်တရားကောင်းပါတယ်ဆိုတော့စာကာကတော့ကျွန်တော်တို့မနေ့ကနာနေတယ်ဆိုတော့တော်ကြောင်လူစင်းထဲမှာမပါလာဘူးဒါပေမဲ့ကျွန်တော်တို့ဒီနောက်တစ်ပတ်ကစားမယ့် City နဲ့ပွဲမှာစာကာပြန်ပါလာမလားဆိုတာတကယ်ရင်ခုန်မှုကောင်းပါတယ်နောက်တစ်ခုကကျွန်တော်ဆာလီဘာပွဲထုတ်လာမလားဆိုတာလည်းစောင့်ကြည့်ရပါမယ်မနေ့ကဆိုလဲမော်စကွဲတာဆာလီဘာနေအောင်အကောင်းဆုံးထပ်ပြီးကစားပြသွားတယ်ဆိုတော့ဒါကျွန်တော်တို့မှာဒီ first line အနဲ့ဒီလူစားလဲမယ့်ကစားသမားတွေရဲ့အရေးသွေးကဒါအသိမကွာတဲ့ဘူးလို့ကျွန်တော်တို့ပြောလို့ရပါတယ်ဆိုတော့ ဟုတ်ပါတယ်ဒါဒီနေ့ကျွန်တော်တို့ချန်ပီယံလိကတော့ပထမဆုံးပွဲပြီးသွားပြီတကယ်ကိုဟိုခြေစွမ်းကအရင်အားရစရာကောင်းကျင်မှာကောင်းမယ်ဆိုပေမဲ့လည်းအဝေးကွင်းစပိန်သင်းရဲ့ဒါစပိန်သင်းတွေရဲ့အဝေးကွင်းမှာသွားကစားရရုံးကန်ရလေးရှိတာဒါအတင်းတိုင်းနေပါဘောနော်ဒီထဲမှာကျွန်တော်တို့ အနိုင်ရလက်ကိုရအောင်ယူလာခဲ့တယ်ဆိုတာကအသိအတွက်တကယ်ကိုကောင်းတဲ့လက္ခဏာပါဆိုတော့နောက်ထပ်ပွဲတွေမှာလည်းအနိုင်ရမှအရင်ဒီအနိုင်ရလက်တွေဘယ်လိုယူမလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ကြမယ်နောက်အရေးကြီးတာကတော့ဒီတစ်ပတ်ကျွန်တော်တို့ City နဲ့ Gamma ပွဲကအရေးကြီးပါတယ်အဲ့ဒီပွဲမှာလည်းဘယ်လိုထွက်လာမလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ပြီးအားပေးကြရအောင်ဗီဒီယိုအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်